နွယ်နီအားစိုင်နမဲကမနွယ်နီအန်ဒီကဟိုဟာ900ကျော်ရစဖွင့်10နှစ်လောက်ရှိအဲ900 900နေ800 800အနေ1000 1200 1500 2000အခု2500ဘာစက်2500ဆိုတော့တမီးရေဟိုဗာလဲတချို့ဟာကြီးကြတော့လေဟိုကုတ္တိယဆိုရင်ကုတ္တိယဘတ်နဲ့ကြာဆန်ဘတ်ဆိုမတူကြာဆန်ဘတ်ကဝယ်ရင်1800 1900အခုဈေးတောက်သွားလို့မှ1000 1900ပေါ့ကုတ္တိယတထုပ်ကို အခုဆိုရင်6000မတူဒါပေမဲ့အန်ဒီကကုတ္တီကို3000ဟိုဖောက်ဆွဲစီချက်ကိုဘလောက်အဲ့လိုမျိုးပြောရင်ပကံတွေရရှုပ်ပြီးတော့အန်ဒီကဘာပဲစားစားသူတို့အကြိုက်သူတို့စားကြိုက်တဲ့ဟာစား2500ပဲလုပ်လိုက်နမို့ဆိုရင်ကုတ္တီက3000ပဲတွက်ရတာလည်းခတ်တယ်ပြင်မလားလူတိုင်းလည်းစားနိုင်အောင်လို့ဟိုကို့အတွက်ကြံလားဆိုတော့မကြံဘူးရတယ်ဘာမှကိစ္စမရှိဘူးဟိုဟာကိုနေ့စဉ်စားသုံးပြီးတော့ဖြတ်သန်းဖို့ရရင်အန်ဒီကတော်ပြီ ။ဒါဝန်ထမ်းတွေများတယ်လေလာစားတာဝန်ထမ်းတွေများတယ်လေများရဲ့ဆိုတော့တပြည့်နဲ့ဈေးသက်သွားရင်ဈေးသက်သွားရင်တို့တို့အတွက်လည်းအဆင်မပြေဘူး။900ဆိုတော့တို့တို့ဘတ်စကားတစ်ချောင်းစီးလို့ရတယ်ဆိုတော့အဲ့ဒီအတွင်းနဲ့အန်ဒီကမတက်တာ။အန်ဒီက JO JO စီချက်ကုတ္တီကိုအရေးအတုပ်နော်ဖတ်ထုတ်ပြုတ်ဖတ်ထုတ်စီချက်ဖတ်ထုတ်ကော်ရီနောက်ပြီးတော့ခောက်ဆွဲခောက်ဆွဲစီချက်ခောက်ဆွဲပြုတ်နောက်ပြီးတော့ဟိုဟာပေါ့အသားလုံးနှင်းချုပ်ရှင်းဆက်ရတဲ့အချိုရတယ်။ပေါ်ရီခောက်ဆွဲအရသာကအန်ဒီကတကယ်လို့ပေါ့နော် စီချက်တို့ဟိုဗာလဲစီချက်တို့ကုတ္တီယောကုံတို့ပေါ်ရခေါက်ဆွဲတို့စားမယ်ဆိုရင်လုံးဝအချုံမုံမပါဘူးဘာအန်ဒီယာဆက်ထားတာကြက်သားမှုနဲ့ကြားနဲ့အဲ့နှမျိုးပဲအဲ့ဒီအရသာကိုအဒီပါအဲ့ဒီအချိန်လေးနဲ့အဲ့ဒီဆက်ပြီးအဲ့ဒီညည်းကြည့်လို့ဒီအရသာလေးကတော့ကောင်းမယ်လို့ထင်လို့အန်ဒီယာအဲ့လိုဆက်ပြီးတော့ပဲငံပြရည်ရေပေါ့နော်အဲ့ကြက်သားမှုရဲ့ကြားရဲ့ပဲငံနာများရည်အဲ့ကုံမျိုးနဲ့ပဲဆက်တာအဲ့တကယ်လို့အရေးဆိုရင်တော့အချုံမုံနည်းနည်းပါမယ်အချုံမုံနည်းနည်းပါတာဆိုတာတော့မှမဖြစ်မနေ လူတိုင်းပါဇက်နဲ့တဲ့အောင်လို့အလီကအချုံမုံလေးနည်းနည်းထည့်အဲအရေမားတော့အချုံမုံနည်းနည်းပါတယ်ကျန်တဲ့စီကြက်တို့ကုတ္တိယတုတ်တို့ကော်ရီတို့မှလုံးဝအချုံမုံပါဘူးအချုံမုံလုံးဝကင်းတယ်ဒါပေမဲ့အချုံမုံများတဲ့အစားအစာဆိုရင်မစားတဲ့လူတွေကသိတယ်ရေတွေငတ်တယ်သူတို့အာခေါင်တွေခြောက်တယ်ဒါပေမဲ့အလီကတာဝန်ယူတယ်အာမခံတယ်လုံးဝအချုံမုံမပါဘူးဒါပေမဲ့အဟင်းရတဲ့အတော့ဟင်းမှာနည်းအချင်းပါမယ်ပါမယ်ဆိုတာတော့မှတကြားအချုံမုံစားထည့်တဲ့အချိန်မှာအချုံမုံအချုံမုံကအနည်းဆုံးမှအလီထည့်ပြီးအယိုးကို ူစားပေးပြီးတော့အန်ဒီကအချွေးယူငါးနာရီကနေပြီးတော့ခုနှစ်နာရီခွဲအဲ့ဒီကြားမှာဆိုရင်တော့ရန်ရောင်းရပထမစကြင်တော့ကဂျေအိုရဲ့ဂျေအိုစီတက်ရဲ့ခောက်ဆဲစီတက်ရဲ့အဲ့လောက်ပဲအဲ့တော့900ပေါ့နော်ဘာစား900ဘာဖြစ်လို့လဲဆိုတော့အန်ဒီကအရင်တော့ကစကြင်ကိုအေးအေးရောင်းတယ်အေးအေးရောင်းပြီးနွားနို့ရောင်းတယ်ရောင်းပြီး အဲ့အေးအေးရောင်းတဲ့အချိန်မှာလည်းအနီးအရန်ရောင်းရတဲ့အချိန်မှာဆိုင်နေအများကြီးပေါ်လာတယ်။အဲပေါ်လာတဲ့ခါကျတော့တခါနွားတို့ရောင်းတယ်အနီးအရန်ရောင်းရတဲ့အချိန်မှာနွားတို့ဆိုင်ရင်ပေါ်လာ။ဟောကဲဒါဆိုရင်တော့ငါ့ကိုလိုက်ပြီးတော့လုံးလို့မရမဲ့ဟာငါစဉ်းစားမယ်ဆိုတော့ဒီဟာကြောက်တယ်အနီးကလည်းဝါသနာပါတယ်လေ။အငြင်းနဲ့ဆိုင်နေမှာသွားစားပြီးဝိုင်းအဲ့ရကြည့်လိုက်တယ်ဒါလေးကဘာအရသာရှိရဒါလေးကဘာရလဲဒါတော့ဘာပါမယ်ပါပါမယ်ဆိုစမ်းစားတာအဲ့ကော်ရုံဆိုလဲကော်ရုံဆိုင်သွားလိုက်သွားလိုက်ပြီးတော့ဒါတူ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 လောက်တာပဲဆိုအိမ်မှာစမ်းလုပ်ပြီးတော့ ဲ့ထက်အရသာပိုကောင်းအောင်လို့အလီကအလီအရသာနဲ့အလီဆက်လိုက်တာပေါ့နော်အဲ့လိုမျိုးလုပ်တာအဲ့ဒါရနောက်ပိုင်းကျမှအဲ့ကော်ရီအဲ့ကော်ရီပြီးတဲ့ခါကျမှကုတ်တီကိုကုတ်တီကအဲ့တော့ဒီမှာကြားတော့မကြဘူးကျိုးတွေကအဲ့အလီမူးတော့သွားလဲတဲ့ခါကျတော့အဲ့မှာကုတ်တီကိုအဲ့အင်ရှင်တွေကလုတ်ကျွေးတဲ့ခါကျတော့ဟောဒါလေးဘလို့လုတ်တာလဲဆိုကြည့်ပြီးတော့မှအလီကစမ်းပြီးတော့ရောင်းတာရောင်းရင်လည်းအဲ့ဒီကုတ်တီကဒီမှာအကုန်လုံးကကြိုက်ကြတယ်ပေါ့နော်အဲ့သူတို့လုတ်တဲ့ပုံစံနဲ့တော့မတူဘူးဒါပဲအလီကအလီ အနည်းရတာအနည်းမအနည်းဆက်ပြီးတော့ကြည့်လိုက်တယ်အကုန်လုံးဆက်ကြည့်ပြီးတော့ဒါလေးမြည်ကြည့်လိုက်တယ်မြည်ကြည့်လိုက်တော့ငါကောင်းတယ်ငါလည်းကြိုက်တယ်ဆိုတဲ့ခါကျတော့လှုပ်ကြွေးတဲ့ခါကျတော့အနည်းကပြောပြီးသားအစားမကောင်းရင်အန်တီကိုပြောစားတဲ့လူတွေကိုစားမကောင်းရင်အန်တီကိုလာပြောဘာလို့လဲဘာလို့လဲစားမကောင်းဆိုအန်တီကိုလာပြောတကယ်လို့စားကောင်းရင်သမီးတို့တငယ်ချင်းတွေကိုပြောပြီးတော့အန်တီကိုလာအားပေးအများတန်းအဲ့လိုမျိုးပြောတာဒီလားအဲ့ပကံထဲမှာကြံနေဆိုရင်တော့အန်တီကစိတ်မကောင်းတာသမီးစားလို့မကောင်းဘူးလားဘာလို့လို့လဲအဲ့လိုမျိုးပြောနေတာအရင်တော့ကတော့အန်တီက ချက်သားဝတ်သားငဖဲ၃မျိုးလုပ်တယ်။၃မျိုးလုပ်တဲ့ခါကျတော့အဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့အနီစေးတံမိုးနဲ့ရောင်းတဲ့ခါကျတော့အနီတွက်ကလည်းမကိုက်ဘူး။မကိုက်ဘူး။နောက်ပြီးတော့တချို့ကျတော့ဝတ်သားမစားတဲ့လူရှိတယ်။ဝတ်သားမစားတဲ့လူဆိုတော့တချို့ကျတော့ဝတ်သားမစားတာကိုဒီတိုင်းမစားတာမဟုတ်ဘူး။အိမ်ပေါ်လဲတင်လို့မရဘူး။ဆိုတဲ့ခါကျတော့သူတော့ဒီတအိုးနဲ့လုံနေခါကျဝတ်သားကတော့အနည်းနဲ့အများတော့ထိမှာပဲလေအထိမှာပဲဆိုတော့ကဲအဆင်တော့မဖြစ်တော့ဘူးဆိုပြီးအဲကြက်သားတစ်မျိုးပဲလုပ်တော့တချို့ကကြက်သားကြတော့သူတို့အတုံးလေးတွေပဲသူတို့ကလုပ်တယ်လေ ဒါပေမဲ့အန်ဒီကဝတ်သားတောင်ကြိတ်ပြီးတော့ရောင်းလို့ရတယ်ပဲကြက်သားလည်းအသားပဲကြိတ်ရောင်းလို့ရမှာပဲဆိုအဲ့ဝတ်သားကြိတ်တဲ့အတိုင်းပဲကြက်သားကိုကြိတ်ပြီးအဲ့နေတဲ့ပုံစံမျိုးနဲ့နေပြီးတော့ရောင်းအချင်းအကြအထုပ်ဝယ်ပြီးကိုယ့်ကိုယ်ပဲဆက်တယ်လုံးဝရေစိမ်းလည်းမရောဘူးတကယ်ဟိုဟာမဖြစ်တာကိုယ့်အချိုရည်လေးနဲ့အဲ့ဒီအချင်းအပဲလည်းဟိုဟာ အဲ့ဒီကြက်သားဖေးတရက်တော့ပိတ်နေလို့အဲ့ဒီစဉ်းစားထားတယ်။ဆိုင်လိပ်စာကတော့ဒီတော့ရှစ်မိုင်နဲ့တမိုင်းကြားပေါ့နော်။ကြိုက်ဝိုင်းဖျားရှိဆိုရတယ်။အဲထွက်တာကတော့၃နာရီဆိုထွက်တယ်။ဟိုဟာဗာလဲကုံတဲ့အထိပေါ့။ကုံတဲ့အထိဆိုတော့အနည်းအလွန်ဆုံး၈နာရီဆိုရင်တော့ကုံတယ်။တခါလေးကြောက်လဲစောတာပေါ့နော်။တကယ်လို့ဟိုလာစားသုံးတဲ့လူတွေကစနေတနင်္ဂနွေပိတ်ရကြရင်အစောကြီးရောက်နေတဲ့ခါကျရင်ထွက်ပေးပါဆိုရင်လဲအရင်စောစောထွက်ပေးလိုက်တော့အဲပထမတစ်ခေါက်တုန်းက၁၇နာရီလောက် ရောက်လာလို့စမ်းနိုင်လောက်ထွက်ပြီးလိုက်တော့ညနေ9:00နာရီကျတော့မရှိတော့ဘူး။ခရသာလာမြည်ကြည့်ပါ2500ဆိုတော့တချို့ကလည်း2500ဆိုတော့စားကောက်မှမလား။နော်2500ကအရန်ပေါ်လုံးအကြီးရဲ့စားကောက်မှမလားအဲ့လိုမျိုးထင်တာပေါ့။ဒါပေမဲ့အရသာလေးကိုဒါမြည်ကြည့်ပါလို့အဲ2500ကတည်းပိုအောင်